ဘီအက်တင်ကကိုင်ရက်အတင်ကိုငါးဂိုးဂိုးမရှိရနိုင်ရခဲ့တဲ့ချန်ပီယံလိလီဖေးပွဲစဉ်နဲ့မှာဟက်ထရစ်သွင်းနိုင်ခဲ့တဲ့တိုက်စစ်မှုပတ်ပြီးကသူကဒီတက်ပို့ပြီးဂိုးသွင်းနိုင်ခဲ့တဲ့အတင်လို့ပြောခဲ့ပါဗါးဘက်ပြီးကကျွန်တော်တို့ကစားသမားတူအနေနဲ့အခွင့်အရေး၅ချိန်ရရင်ငါးဂိုးသွင်းနိုင်တင်ပါတယ်ဒီဘက်မှာကျွန်တော်၃ဂိုးသွင်းနိုင်တာကကောင်းမွန်ပေမဲ့ဒီတက်ပို့ပြီးဂိုးသွင်းနိုင်ခဲ့တင်ပါတယ်ဂိုးရှိမှာပို့ပြီးအဆုံးသက်ကောင်းမွန်ဖို့ကျွန်တော်အလုပ်ကိုပို့ပြီးစူးစမ်းသွားမှာပါလို့မိုဘီစတားကိုပြောခဲ့တာပါ ဝေးရဲတင်ဟာဒီဝဲစဉ်ရဲ့ပထမပိုင်းမှာတကိုးသာသွင်းယူနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာလေကိုသွင်းပြီးကိုင်ရက်အတင်ကိုဘိုးပြတ်နိုင်ဖွယ်ရယူနိုင်ခဲ့ပါတယ်။ဘက်ဘီဟာဒီဝဲစဉ်မှာသွင်းယူခဲ့တဲ့ hatrick ကြောင့်ချန်ပီယံလိသွင်းကို60ပြည့်ခဲ့ပြီးဒီပြိုင်ပွဲရဲ့ဂိုးသွင်းများလို့စားသမားဆင်းနေမှာနံပါတ်6နေရာကိုရောက်ရှိလာခဲ့တာပါ။ဘီအေတဲ့အတွက်ခြေစွမ်းပြသနေတဲ့ဘက်ဘီဟာကိုင်ရက်အသင်းရဲ့ပွဲစဉ်မှာဂိုးများပြသွင်းယူနိုင်ခဲ့တဲ့တင်လို့ခန်းစားခဲ့ရတာဖြစ်ပါတယ်။အသက်26နှစ်အရွယ်ရှိဘက်ဘီဟာဒီအာဒီမှာရီယယ်အသင်းအတွက်ကိုယ်ဝဲကစားထားပြီး73ဂိုးသွင်းယူထားပါတယ်။ ဘေးအသင်းဒီပြစာပြီးအလွန်ဆိုကအသေးအနေနဲ့ဂိုးရီသွေးယူနိုင်ဖို့အခွင့်အရေးရရင်ဒါကိုမပြတ်မခွက်လှုံ့ဆော်ရမှာဖြစ်ပြီးဒီပွဲစဉ်မှာဒီတက်ဂိုးပို့ပြီးသွင်းနိုင်ခဲ့တဲ့တယ်လို့ပြောပြပါရယ်ဘေးအသင်းဟာပြည်ရဲ့လာလီကာပွဲစဉ်မှာအသက်လက်ဒီကိုအသင်းကိုဂိုးပြတ်အရေးနေခဲ့ပြီးနောက်ချန်ပီယံလိပွဲစဉ်မှာဂိုးပြတ်နိုင်ပွဲပြန်လည်ရောက်နိုင်ခဲ့တာပါချန်ပီယံလိအဖွင့်ပွဲစဉ်နှစ်ပွဲစလုံးနိုင်ပွဲရရှိထားတဲ့ရီယဲတေဟာအော်တိုဘာ၄ရက်မှာလာလီကာပွဲစဉ်အဖြစ်ဗီလာရီယဲအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါရယ်